ဗောရလုံးပဲမင်္ဂလာပါခင်ဗျာ။ဗာပဲကြီးကြီး channel ကို subscribe လုပ်ဘေးနာခေါင်းလောင်းနှိပ် VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြရင်းနဲ့ပဲဒီနေ့စီစဉ်လေးကိုစားလိုက်ကြအောင်ပါခင်ဗျာ။ဒီဇလန်ကိုတော့ဘရာဇီးက Wave 223လို့ခေါ်တဲ့စီကန်စရာနာမည်လောက်ပဲရှိပြီးတော့ဂျန်နိုင်ရန်ဆိုင်မှုကသာအားရအောင်ဆုံးဖြတ်ပေးတဲ့တန်မန်သလင်းဝိုင်းတစ်ခုမှစတင်ခဲ့ပါလိမ့်။အဲ့ဒီတန်လောင်ရင်တဲကိုဝင်လာဖို့ပြင်ဆင်နေတဲ့လူတယောက်ရှိနေပါလိမ့်။သူကကင်မရာကိုတဲတဲကြည့်ပြီးတော့ပြောလိုက်တာကမင်္ဂလာပါကျွန်တော်မက်ခါပါ။ အမေရိကန်ဖရီးစတိုင်နပန်းပညာရေးကိုကိုစားပြုပြီးတော့ဒီကိုရောက်လာပါဒီညကျွန်တော်ရဲ့ပညာရေးအကောင်းဆုံးတိုက်ခိုက်ပညာရေးဖြစ်တယ်ဆိုတာကိုသက်သေပြဖို့ပါပဲဂျေနာသူရဲ့တန်ကသူ့ရဲ့မိတ်ဆက်စကားကိုထပ်ဆင့်အားဖြည့်ပေးလိုက်ပါတယ်ဒါကတော့နပန်းသမားမက်ခါပါပဲအရက်6ဝီတလမပေါင်160ရှိတယ်အိုဟိုင်းယိုးကနပန်းသမားပါဒါသူ့ဘွားရဲ့ပထမဆုံး professional တိုက်ပွဲဖြစ်ပေမဲ့သူ့ပေါ်မျောလင်းချက်တွေအများကြီးရှိလို့နေပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့နီးပါးက Richard Hamilton, Dan Seven, Don Fry မက်ကိုမန်တို့လိုအမေရိကန်ရဲ့ MMA လောကအကောင်းဆုံးဒိုင်နိုဆိုကြီးတွေကိုမွေးထုတ်ပေးခဲ့တဲ့နီးပြပါအဲ့ဒီနီးပြကိုယ်တိုင်မက်ကားကိုသူမြင်မှုများတိုင်းမှာတော်ဆုံးပဲလို့တင်စားထားပါတယ်သူရဲ့ပထမဆုံးပြိုင်ဘက်ကတော့တကယ်ကိုလူဘလူးကြီးတစ်ကောင်ပါပဲပေါ်ဗယ်ရလန့်အရက်6ဘီနဲ့7လက်မပေါင်း330ရှိပါတယ်အဲ့ဒီမှာခေါင်းလောင်းတန်ထိုးလိုက်တာနဲ့တစ်စက္ကန့်တော့မဆိုင်မတော့မက်ကားကသူ့ထက်ပေါင်း80လောက်ပိုလေးတယ် Verlancy ကိုပြေးဝင်သွားပြီးတော့သူ့ရဲ့နဖမ်းပညာဆစ်ဆစ်ကိုအသုံးပြုကအားပြင်းဆုံး double leg take down နဲ့ဆွဲလဲချပြလိုက်ပါလိမ့်။ Verlancy တယောက်ကျမ်းပင်ပေါ်ပြစ်လဲကျသွားတယ်။ Macca ကအပေါ်ကနေခွာပြီးတော့သူ့မျက်နှာကိုဒူးတဲ့အဆက်မပြတ်ပြစ်တိုက်ပါတော့တယ်။ Jaina သူကလည်းဒူးနဲ့မျက်နှာကိုထပ်တိုက်လိုက်ပြန်ပါပြီ။ Verlancy တယောက်သွေးရည်နဲ့ဖေးချနေပြီ။သူ့မျက်နှာတစ်ခုလုံးပျက်စီးသွားပါပြီဆိုပြီးတော့ Oh hey Jaina နေပါလိမ့်။ Verlancy တယောက်ဘာမှပြန်လဲခုခံနိုင်စွာမရှိတော့ချိန်မှာ Dialogy ကပွဲကိုမြန်ဆုံးဝင်တားပြီးတော့ရက်လိုက်ရပါလိမ့်။ မက်ကာကတော့သူ့ရဲ့ပွဲဥထွက်ကို TKO နဲ့အနိုင်ရသွားခဲ့ပါပြီ။ပွဲပြီးမှ Verlance တောက်ကြောင်းတောင်ဖြစ်ကြံနေခဲ့ရပါတယ်။သူ့နီးပြားသူ့ကိုတွဲထူရင်းနဲ့မေးလိုက်တာကမင်းဘယ်သူလဲသိရလား။မင်းဘယ်သူလဲသိရလားတဲ့။ Verlance ကလေးလံသွားနဲ့ပြန်ဖြေတယ်။ငါငါဆုံးသွားပြီတဲ့။ဒါပေမဲ့မှတော့မက်ကာကသူ့ပြိုင်ဘက်ကိုကြေးနေ။သူ့အဆင်ပြေသွားမှာပါနော်လို့ဆိုရင်ကြီးနဲ့မေးနေခဲ့။ဂျိုဝိုင်းနဲ့ကသားရဲနဲ့အပြင်ကဆိုရင်တက်တဲ့လူငယ်ဒါကမက်ကာရဲ့ပထမဆုံးပါပဲ။ဒီဘက်မှာမက်ကာရဲ့အင်တာဗျူးတစ်ခုကိုကျွန်တော်ကြားရပါတယ်။ ဒါကသူ့ရဲ့တကယ်အတွင်းစိတ်သူ့ရဲ့ဓာတနာပါခမ ्या သိလားခေါင်းလောင်းသံစထိုးလိုက်တာနဲ့တချို့လူတွေမျက်လုံးထဲမှာဒေမလောက်ကြောက်နေအောင်ခမ ्या မြင်နိုင်တယ်သူတို့ချွေးနှံ့နေတဲ့မှာတော့အဲ့ဒီအကြောက်တရားအနှံ့ကိုခမ ्या ရနိုင်ဒါပေမဲ့တကယ်အဆုံးဖြားတော့ခမ ्या ရဲ့လက်ကိုသူ့ဘောပထမဆုံးတင်လိုက်နိုင်တဲ့အခိုက်တံပဲအဲ့ဒီအချိန်မှာဒီလူရှုံးပေးတော်မလားမပေးဘူးလားဆိုတာချက်ချင်းခံစားလို့ရတယ်ကျွန်တော်တို့ရရှင်းရှင်းလေးပဲသူငါ့ကိုမထိခိုက်စေခင်ငါ့သူ့အရင်ထိခိုက်အောင်လုပ်ရမယ်တကယ်လို့သူကငါ့ကိုထိခိုက်အောင်လုပ်ခဲ့ငါ့သူ့နှစ်ဆပြန်ပြီးတော့နာကျင်စေမယ်ဒါပေမဲ့ကျွန်တော်တတ္တရနီလန်တစ်ခုကိုတီထွင်ထားခဲ့ အဲ့ဒါတော့တုံ့ပြန်တာထက်ပိုတယ်ကျွန်တော်ရဲ့စိတ်ဆန္ဒတစ်ခုလုံးမင်းဘော်လုံးဆုံးတက်ရောက်စီမယ်ဆိုရင်နီးလန်းပဲအဲ့ဒီခါပြိုင်ဘက်တယောက်ကလုံးဝလက်ဆော့လိုက်ပြီးတော့ခမားလက်မောင်းကြားထဲမှာညှိုးနှံပြောခွေသွားတဲ့ခံစားချက်ဒါတကယ်ကိုအစွမ်းထက်တဲ့ခံစားမှုပဲအဲ့အချိန်ကိုပထမဆုံးခံစားမိလိုက်တာနဲ့ဒါအာတမန်ထက်ပိုတယ်ဆိုတော့သိလိုက်တကယ်ตายရဲ့တကောင်ရဲ့ဗီဇစိတ်တိုင်းလှုပ်ရှားနေရသလိုပဲဒါမှမော်ဆန်နေခမားကျွန်တော်တစ်ခုမေးမယ်အနိုင်ရဖို့အတွက်ဆိုရင်ပြိုင်ဘက်ရဲ့ဒဏ်ရာအကွဲကြောင်းနဲ့ခမားလက်ညှိုးထိုးထည့်ပြီးတော့ထပ်ဆွဲဖျက်ပြစ်မလားဒီကြတော့ခမားလုံးမှာပဲဘာလို့လဲသိလား အနိုင်ရချင်းဆိုတာဒီကွာမမအကောင်းဆုံးခံစားမှုဖြစ်လို့ပဲဘရာဇီးကဒီပြိုင်ပွဲကတပွဲနိုင်ပြီးတာမဟုတ်ဘူးနောက်တစ်ယောက်ပြီးနောက်တစ်ယောက်ဇက်တိုက်ထိုးရမှာအားလုံးအနိုင်ပြီးတဲ့အဆုံးမှာတော့ခမရဘုရားတဆူလို့ခံစားလိုက်တကယ်ပါခမရနိုင်ရတဲ့အခါမှာဒီကွာမမတခြားဘာမှရေးမကြည့်တော့ဘူးမကားတယောက်ပိုကြီးတဲ့ဆင်မင်းဖြစ်တဲ့ UFC ကိုရောက်လာခဲ့ပါပြီ UFC 14မှာသူ့ပြိုင်ဘက်က The Hammer လို့ခေါ်တဲ့ Modi Horan Stein ပါအင်တာဗျူးမှာမက်ကသူ့ရဲ့အနိုင်ရမဲ့ view ဟာကိုပြောပြတယ်ဒါဓာမီနဲ့လီစာတန်းကွာသလိုပဲဗျာကျွန်တော်စိတ်တွေကဓာမီလို့နေရာနှံ့ပြန့်လွင့်နေလို့မရအောင် ကျွန်တော်လုံးဝမရအောင်ပါပဲလေစာတန်းတစ်ခုလို့100%တိတိကျကျစူးစိုက်ထားစိတ်ခံစားချက်တွေကိုမထိန်းချုပ်နိုင်ကြောင်းမှုတွေကခင်ဗျားကိုလွှမ်းမိုးသွားလိမ့်မယ်အဲ့ဒီလိုအင်တာဗျူးလုံးနေတုန်းမှာပဲသူ့ရဲ့တငယ်ချင်းနီးပြပေါ်ဖြစ်တဲ့ဘက်ကိုမန်ကဟေးအောင်ကထားတော့မင်းအောင်အလုံးစောင့်နေပြီလို့လာခေါ်ပါလေ USA ဂျင်နာသူကသူ့ရဲ့ NCAA နှစ်ပန်းချန်ပီယံစုတွေကိုတဆူချင်းဂျင်နာပြီးတော့ဘက်ကားကိုဂျိုးဝိုင်းနဲ့ကိုခေါ်သွင်းလိုက်ပါပြီဒါမဲ့ဂျိုးဝိုင်းတဲ့က The Expansion Machine နဲ့အပြင်ကဘက်ကားဟာတယောက်တည်းဟုတ်ရဲ့လားပွဲပြီးမျက်လုံးမှာဒိုင်ယာတစ်ဖက်နဲ့ ဈေးဥဆောင်ဆိုင်ခန်းထဲမှာထိုင်နေတဲ့မက်ကားကိုကျွန်တော်တို့တွေ့ရပါတယ်။သူကအသက်ကြီးကြီးမျိုးသမီးတယောက်ကို UFC ဆိုတာဘာလဲလို့ရင်ကြီးကြီးနဲ့ရှင်းပြနေတယ်။ဒါအသွေးရတန်ကိုများလို့လူတွေကပြိပင်းကြနေတဲ့အာကစားဟုတ်တယ်မလားလို့အဖွားကြီးကမေးလိုက်တော့မက်ကားကကြည့်ပြီးတော့ဟုတ်ပါရဲ့ဗျာ။ဒါပေမဲ့ကျွန်တော်တို့တကယ်တမ်းတယောက်တယောက်မမုန်းကြပါဘူးလို့ပြန်ဖြေနေခဲ့ပါတယ်။ကလေးတယောက်ကသူ့ကိုအော်တိုလာတောင်းတော့လဲဇာဝလေးဘာမှ no fighting မတိုက်ခိုက်ကြေးလို့ရေးထိုးပေးလိုက်ပါသေးတယ်။ဆောင်းဝင်ခန်းထဲကိုရောက်တော့မက်ကဂျပန်ကနေပြင်ပန်းပြီးတော့တန်းအောင်လာတာလို့ပြောပါတယ်။သူက UFC မှာ ဂျပန်က price ဆိုတဲ့အဖွဲ့အစည်းမှာပါထိုးတက်နေရပါပြီ။စိန်ညိုစာရီယူပြီးတော့ဈေးကောင်တာမှာသူကအာမခံတဲ့မရှင်းတော့ပဲ။အိတ်ကထဲကပတ်စံနဲ့ပဲရှင်းလိုက်မယ်လို့ပြောလိုက်။ကျွန်တော်မျက်နှာကိုလက်ကားထိုးခံနေရမှာမဟုတ်တာပဲတဲ့။မကအဲ့လိုနဲ့သူ့အိမ်ကိုပြန်အောင်လာပါလိ။သူကောင်မလေးဒေါင်းကသူ့အတွက် smoothie တစ်ခွက်ဖြော်ထားပြီးဒါမဲ့ဆယန်းတရားကြီးကသူ့ရဲ့လောင်စာစီကိုအရန်ကိုသတိထားပါလိ။ဒါဟာစီထုတ်ထားတဲ့နို့သုံးထားလားတဲ့။ဟုတ်တယ်လေအရင်ဘက်ကလိုပဲလို့ပြန်ဖြေလိုက်တော့ကိုအခု homemade ကိုပြောင်းတောင်းနေပြီ။မင်းမပြောမိလိုက်ဘူးလားတဲ့။ သူကောင်မလေးကိုအပြစ်မတင်ပေမဲ့သူ့ရဲ့အသေးစိတ်ကြာလုံးနဲ့ control လုပ်ခြင်းစိတ်ကိုမြင်နေရပါလိမ့်။ငါပြောသည်ဘလောက်ထဲလဲမေးလိုက်တော့တချမ်းလိုဖြစ်တဲ့ကဘက်ကမဟုတ်ဘူးကွာအခုတလုံးခွဲဖြစ်သွားပြီလို့ပြန်ပြောပါလိမ့်။ဒီ smashing machine ကြီးကအိမ်ကကြောင်လေး sneakers ကိုတော့မှ sofa ပေါ်တက်လို့ဆိုပြီးတော့စိတ်တူနေခဲ့ပါလိမ့်။ဒီ sofa ဈေးကြီးတယ်ကွာသူဖြက်စီးထားတာတွေများနေပြီ။ဒါမဲ့ဇလန်ရဲ့ဒီဘိုင်းကသူတို့ညဝယ်ဂျီနူးစရာအခိုက်အတန့်လေးနဲ့အဆုံးသတ်လို့သွားပါလိမ့်။တောင်းကမက်ကေပေမန်းနေတဲ့ကြွက်သားတွေကိုနှိမ့်နေဆွဲဆန့်ပေးနေတယ်။ ဂျိုးဝိုင်းကတားရဲကြီးဟာအိမ်မှာတော့သူ့ကောင်မလေးရဲ့ဂူးဆိုင်မှုကိုလိုအပ်နေတဲ့သူတယောက်ဖြစ်နေခဲ့ပါတယ်။ဒါမှန်ရင်ငိန်သက်မှုကကြာကြာတော့မခံခဲ့ပါဘူး။ဇလန်မက်ကာရဲ့တိတ်ဆိတ်တဲ့ကိုပိုင်ချင်းတစ်ခုကိုပြတာနေပါတယ်။သူတောက်တဲ့အသက်အောင်ပြီးတော့1 Mississippi 2 Mississippi ဆိုပြီးတော့ဖြည်းဖြည်းချင်းရေတွက်နေခဲ့။ဒါသူ့ရဲ့နာကျင်မှုတွေကိုထိန်းချုပ်ဖို့ဒါမှမဟုတ်ဈေးဝါတစ်ခုခွဲအာနိသင်ကိုစောင့်ဆိုင်းနေတဲ့ပုံပါပဲ။ဂျိုးဝိုင်းကတားရဲကြီးဟာသူ့ရဲ့ကိုပိုင်ကဘာမှာတိုက်ပွဲတစ်မျိုးဝင်နေရပါတယ်။မြေခွင်းကဂျပန်နိုင်ငံကိုရောက်သွားပြန်ပါတယ်။ မက်ဒေါပရိုက်ဖွဲ့စည်းကတာဝန်ရှိသူတွေနဲ့ပတ်စံကိစ္စကိုအငင်းပွားနေရစာချုပ်ဟောင်းထဲမှာကျွန်တော်ရဖို့ဒေါ်လာ3000တောင်ကျန်သေးတယ်အခုစာချုပ်အသိမရှိတော့ဘူးပတ်စံလည်းမရှိတော့ဘူးလားဒါအကုန်ပဲလားကျွန်တော်နောက်တော့ဝဲမထိုးငယ်ဒီကိစ္စကိုရှင်းအောင်လှုပ်ထားသင့်တယ်လို့ပြောလိုက်မက်ကားက dispensation machine ဆိုတဲ့နာမည်ပြင်သူ့တံမိုးသိတဲ့စီးပွားရေးသမားတယောက်လို့လည်းပြောဆိုနေရပါတယ်တဖက်မှာလည်းသူ့ရဲ့ manager ဟောင်းတငယ်ချင်းကောင်း Mac Coleman က interview တစ်ခုမှာကားနဲ့ကျွန်တော်က88ခုနဲ့နှပန်းပြိုင်ပွဲတွေတည်းကတိခဲ့တာကျွန်တော်ကသူ့ရဲ့ပထမဆုံးနှီးပြတဲ့ manager ပေါ့ အခုတော့သူများကြီးတိုးတက်လာပြီသူတို့အရင်ကဂုံယူပါလေလို့ပြောနေခဲ့ပါဂျပန်မှာမက်ကသူ့ကောင်မလေးဒေါင်းအတွက်ဈေးကြီးတဲ့ရွှေရောင်ပကံခွက်ရောက်တွေအယောင်ဆုံးတဲ့လက်ဆောင်တွေဝယ်နေခဲ့ဒါမဲ့သူ့ရဲ့စိတ်ထဲမှာအကြီးမားဆုံးຢာကအနိုင်တိုက်ခြင်းပါပဲဂျပန်တရနောက်တယောက်ကသူ့ကိုအပြင်းထန်ဆုံးပြိုင်ဘက် Ego Vulcan Chan နဲ့ဘွဲစဉ်ကြောင်းကိုမေးပါလေလူသားရေပဲလေဗျာတခါလေတော့ရှုံးတက်တာပေါ့အဲ့လိုရှုံးနေသွားဘယ်လိုခံစားရလဲစဉ်းစားဘူးလားမက်ကားတယောက်ဒီမေးခွန်းကြောင့်တွေးဝေသွားတယ်ကျွန်တော်ကျွန်တော်အဲ့လိုအတွေးမျိုးစိတ်ထဲဝင်မခံဘူးဗျာ တကယ်လို့ဝင်လာခဲ့ရင်တော့ဘလို့တုံ့ပြန်မလဲမသိဘူး။ဘာလို့လဲဆိုတော့အဲ့ဒါဘလို့ခံစားမှုမျိုးလဲကျွန်တော်မသိဘူးလို့ပြောပြီးတော့ကျွန်တော်တပွဲမှာမရှုံးဘူးပြလို့ရေးပြီးတော့ဖြေလိုက်ပါတယ်။တရင်နောက်ကစိတ်ကွင်းနေတဲ့မေးကြည့်တာဘာလို့ထမ်းမေးပြီးမဲ့မက်ကတကယ်မှကျွန်တော်တောင်စဉ်းစားလို့တော့မရဘူးလို့ပဲပြန်ဖြေခဲ့ပါတယ်။သူ့အတွက်ဆုံးနိုင်ခြင်းဆိုတာသူ့ဘာမှမရှိတဲ့ဇကလုံးတစ်လုံးပါပဲ။ပွဲမနိုင်ခင်စီကန်ရှင်းလင်းပွဲမှာ Pride Town ရှိသူတွေကစီကန်အစ်တစ်ကိုကျင်းညာပါတယ်။ကြိုက်ချင်းမျက်လုံးထိုးချင်းခေါင်းတိုက်ချင်းစတာတွေကိုတားမြစ်ထားပါတယ်။အရေးကြီးဆုံးချက်ကတော့ပြိုင်ဘက်ကလေးဘက်ထောက်နေထားဖြစ်နေချိန်မှာ ျက်နှာကိုဒူးနဲ့တိုက်ချင်းကန်ချင်းဟာဖောင်းဖြစ်ပါလေအဲ့ဒီလိုတီးကြကြကြင်ညာခဲ့တာပါဒီချိန်မှာပဲဒေါင်းတယောက်ဂျပန်ကိုလင်းနဲ့လိုက်လာခဲ့ပါလေပွဲအတွက်အောင်ဆိုင်နဲ့မက်ကိုအခန်းထဲမှာတွေးလိုက်တော့မက်ကသူမကိုတွေးရတာဝမ်းသာတဲ့ပုံတော့မပြပါဘူးဒေါင်းကသူ့ကိုရှင်စေးသုံးထားလားရှင်းမျက်လုံးတွေမျိုးကြီးပဲလို့မေးလိုက်ပါလေဒီကနေစပြီးတော့သူတို့ကဟိုတယ်ဓာတ်လီကားထဲမှာအကြီးကျယ်ရံဖြစ်ကြပါတော့တယ်ဒေါင်းကရှင်းငယ်ချင်းရှိမှကျမကိုခွေးတကောင်လို့ဆက်ဆံဟာလားကျမကိုလာဖို့ခေါ်တော့ဒေါင်းရင်လာခဲ့ပါကိုအကြီးကျယ်လို့ပါဆိုအဲ့လိုပြောလိုက်တော့မက်ကလည်း ကိုအောင်ဆိုင်နေရလို့မင်းနဲ့ဘာမှမဆိုင်ဘူးအဲ့လိုပြန်ပြောပါလေကျမမျက်နှာကိုထိုးလိုက်အောင်ရှင်းတော့ပိုလွယ်သွားမလားလို့ပြောလိုက်တော့အေးထိုးလိုက်ငါမျက်နှာထိုးလိုက်စမ်းဒါငါဘဝအရေးကြီးဆုံးညပဲထိုးလိုက်အဲ့လိုပြောပြီးတော့သူ့ရဲ့စိတ်ပိုင်းဆိုင်တည်ငြိမ်မှုတွေလုံးဝကိုပျက်စီးသွားနေပါပြီမက်ကာသူ့ရဲ့အရေးကြီးဆုံးညဂျိုဝိုင်းတွေကိုဝင်လာခဲ့ပါပြီပြိုင်ဘက်ကအန်ရဲ့အကြီးဆုံးပန်ချာအီဂေါ်ဗော်ဂျန်တမ်ပါဘွေးစားတဲ့ဘက်ကူမန်ကအပြင်ကနေဖိထားကသူ့လက်ကိုချုပ်ထားလို့អော်နေပါတယ် မက်ကာသူရဲ့နပိုင်းပညာကိုသုံးပြီးတော့ ego fortune chain ကိုလှည့်ချနိုင်ခဲ့တယ်။ဒါပေမဲ့ ego ကပြန်ယုံထွက်ပြီးတော့ mac ကိုအောက်ကနေလောပြန်ချုပ်ထားလိုက်တယ်။ mac ကြောက်ယုံမထွက်နိုင်ပဲလေးဘက်ထောက်အနေထားဖြစ်သွားခဲ့ရတယ်။အဲဒီမှာပဲ ego ကပွဲမတိုင်ခင်မှာဒါမီတာတစ်စီးကောင်းကိုချိုးပေါက်ပြီးတော့ mac ရဲ့ဦးကောင်းကိုသူ့ဒူးနဲ့အဆက်မပြတ်ပြစ်သွင်းတိုက်ခိုက်ပြစ်ပါတော့တယ်။ mac ကတယောက်လုံးဝငြိမ်ကျသွားပြီးတော့ဒိုင်းကပွဲကိုရက်လိုက်ရပါတယ်။ mac ကသူ့ဘဝရဲ့ပထမဆုံးချိန်နော့ကောက်နဲ့ရှုံးနေလို့သွားခဲ့ပါပြီ။ဒါပေမဲ့သူချက်ချင်းဒိုင်းကိုပြန်ပြောလိုက်တယ် ဒါဘယ်လိုလုပ်တရားမှာလဲငါကောင်းတွေကိုထိုးပါလိဒါဖောင်းမယ်ကွန်မန်တေတာတွေကလည်းဒါဖောင်းမယ်စီကန်းရလေးပတ်ထောင်နေတာမှာခေါင်းဒူးနဲ့တိုက်ခွင့်မရှိဘူးလို့အတီးပြူလိုက်ပါလိတောင်းကသူ့ကိုလာနှစ်သိမ့်ပေးဖို့ကြိုးစားရမယ်မက်ကသူ့မအောင်တွန်းဖယ်ပြလိုက်ပြီးအဝေလက်ကန်းတွေကိုပြေးဝင်သွားလိုက်ပါလိသူပရိုက်ဥက္ခမစ္စတာဆာကာကီဘာရာကိုတွေ့အောင်ရှာပြီးတော့ဆက်ထားလုံးဝမားတယ်နော်ဗောချာချန်ကျွန်တော်ခေါင်းထည့်ကိုတိုက်တာဒိုင်ဖောင်းမခေါ်ဘူးသူနှစ်ခါသုံးခါဇက်တိုက်လုံးခဲ့တာကျွန်တော်ဒိုင်ဖောင်းကောမလားလို့လဲနေအောင်သူကထတ်ထိုးသေးတာဒါမှတရားဘူးနော်ကျွန်တော်မရှုံးဘူး သူစကားတွေကဒေါသထွက်တာတဲ့ပို့ပြီးတော့ကြောင်းလန့်တကြားနဲ့တုံလှုပ်နေခဲ့ပါတယ်။ရုံနေချင်းတို့ကားမှမကြုံခဲ့ဘူးတဲ့မကားတယောက်ဒီအဖြစ်မှန်ကိုဘလို့မှလက်မခံနိုင်ခဲ့ပါဘူး။ဇက်ကွက်ကဓာလိကားတွေကိုပြန်သွားပြီးတော့ဒါပေမဲ့ဒီခါမှတော့မကားတယောက်တည်းဂျမ်းမြမမဒူးတော့ထိုင်ချိုင်းနဲ့သူ the smashing machine မရှုံးနိုင်မှုတော့ဖျားခလေးတယောက်လိုရှိုက်ကြီးတဲ့ငွေနဲ့ငိုကြွေးနေပါတော့တယ်။သူ့ဘဝရဲ့ပထမဆုံးအရှုံးလို့သူထင်ခဲ့တဲ့အရာကြောင့်မကားတယောက်လုံးဝပြိုလဲသွားခဲ့ရပါပြီ။အဲနောက်သူငယ်ချင်းမက်ခိုးမန်ကသူ့ကိုလာပြီးတော့နှစ်သိမ့်ပါတယ် မင်းမဒိုင်ယာနာရီယာကြီးကြီးမှမရှိပါဘူးကွာမင်းမသိပါဘူးတပတ်တပတ်နေဒါရီယာပျောက်သွားမှာပါလေမက်ကကိုမန်စကားကိုပဲ့တင်တန်းလို့လိုက်ပြီးတော့ရွတ်နေခဲ့တယ်အေးဟုတ်တယ်တပတ်တပတ်ဆိုပျောက်သွားမှာငါလက်တရမကြိုးခြေောက်တွေလည်းအကောင်းကြီးပဲကောင်းမင်းနေနေထိသွားတာဤကွာတော့တကယ်ကောင်းပဲလို့ကိုမန်ကပြောလိုက်တော့မက်ကထပ်ပြီးဟုတ်တယ်တကယ်ကောင်းပဲလို့အားမရှိတဲ့ရည်သားနဲ့ပြန်ပြောလိုက်ပါလေဒါပေမဲ့ဒီဖြစ်ဖြစ်ကမက်ကရဲ့ခန္ဓာကိုယ်ထက်သူရဲ့စိတ်ဝိညာဉ်ကိုပို့ပြီးတော့နက်နက်ရှိုင်းရှိုင်းဒဏ်ရာရစီခဲ့ ခမ်းမင်းမှာတောင်းတဲ့ကိုမန်းတို့အမှန်တရားကိုဖွင့်ချလိုက်ပါတယ်။ကျမသူ့ရခိုင်မဒီလိုမမြင်ဘူး။သူအစီအပြေပါမလားလို့ပြောလိုက်တော့ကိုမန်းကသူအစီအပြေသွားမှာပါလို့ပြန်ပြီးတော့နှိမ့်သိမ့်ပေမဲ့တောင်းကတော့ကျမတော်ကြိုသိနေခဲ့တယ်လို့ပဲ။သူကြိုဝိုင်းနဲ့ဝင်ငင်ကလေးကသူဒီဘွဲကိုလေးမထားခဲ့ဘူး။ဘွဲမတိုင်ခင်နှစ်ပတ်လုံးကျမတို့အရက်တွေတောက်ပါတီတွေတက်နေခဲ့တာ။ကိုမန်းတယောက်မျက်နှာအိုက်မှာပြတ်သွားပါလိမ့်။မိတာဘွားလုံးကောင်မပြောခဲ့တာလေ။ဘွဲမတိုင်ခင်နှစ်ပတ်လုံးမှာအရက်တောက်လို့ဘလုံးလုံးဖြစ်မှာတော့။တောင်းကကျမသူ့ညီပြမှာမဟုတ်တာပဲ။သူကိုယ်တိုင်အဆင်မပြေဖြစ်နေပုံပဲ။ ကျွန်မထင်တယ်သူရောကျွန်မရော तू ရှုံးနိုင်လိမ့်မယ်လို့တခါမှမတွေးထားခဲ့မိဘူးကန်ကောင်းထားမှစွာနဲ့ Bright Oak ကမစ္စတာဆာကာကီဘာရာက Mac ကိုခေါ်တွေ့ပြီးတော့ Ego နဲ့ပွဲကိုစည်းကမ်းနဲ့မညီတဲ့ဒူးတိုက်ချက်တွေကြောင့် No contest ပွဲမဖြစ်မြောက်တဲ့ပွဲဖြစ်နေတတ်မှတ်လိုက်တယ်လို့အသိပေးလိုက်ပါတယ်ဒါ Mac ကားအတွက်မဆုံးသေးဘူးဆိုတဲ့အသက်ရှူပေါင်းတစ်ခုကိုပြန်ရလိုက်တာပါပဲတောင်းကထားကိုကြားတော့ဒါရမ်းကောင်းနေလေရှင်မလို့ဝမ်းမသာတာလေလို့မေးလိုက် Mac ကတော့စိတ်ပြက်ပြက်နဲ့ပြန်ဖြေလိုက်တယ်တောင်းရင်ကိုက No contest ဆိုတဲ့ဒီလောက်ကိုလုံနေမှာမဟုတ်ဘူး ကိုလိုချင်တာအနိုင်ဆွဲဆုံးဖြတ်ချက်ပဲလူပေါင်း၄000ရဲ့အော်ဟစ်အားပေးသံတွေကြားရတဲ့ရလာတဲ့ခံစားမှုအဲ့ဒါဒီကွာမမတခြားဘာနဲ့မှမတူတဲ့အမြင့်ဆုံးဟိုက်ပဲအဲ့ဒါအော်ဂက်စမီလိုပဲလို့ပြောလိုက်ပါတော့တယ် तू ကအနိုင်ရချင်းဆွဲခံစားချက်ကိုဆွဲလန်းလို့နေပါပြီပွဲပြီးမှသူနဲ့ Igor ကိုပြန်တွေ့ကြပြီးတော့တောင်းနေတောက်ဒန်ဟာရီကိုကြည်ရင်ရီမောဓာတ်ပုံရိုက်ခဲ့ကြရမယ်မက်ခါရဲ့စိတ်ထဲကဒန်ဟာကတော့မကြက်နိုင်ခဲ့ပါဘူးအဲ့ညမှာပဲမက်ကြောက်ဒေါင်းကိုဂျပန်ဆေးဆိုင်ဆိုင်ကိုဆွဲခေါ်သွားတယ်ကျွန်တော်ပုံပြင်းနဲ့အကြိုက်ခဲပြောက်စီပေးလို့ရမလား မူရေးစီဝါအာနိသင်ပါတဲ့ဈေးတွေလိုမျိုးလို့ပြောဇေယောင်သူကခွင့်ပြုချက်မရှိပဲမရောက်နိုင်ဘူးအက်ဗေးပဲပေးနိုင်တယ်လို့ပြောလိုက်တယ်တောင်းကသူ့ကိုတားပေမဲ့မက်ကတော့အသေးအတန်လိုက်ရှာနေတုံးပါပဲအမေရိကန်ကိုပြောင်းတာနဲ့မက်ကသူ့ဆရာဝန်ရုံးကိုဖုန်းဆက်ပြီးတော့ဗော်တန်ရန်လုံဈေးတွေကအစာရည်နဲ့မတည့်လို့ဒီတပ်ပိုပြင်းတဲ့ဈေးညွန့်ပေးဖို့လှည့်ပတ်တောင်းဆိုပါတော့တယ်နာချီဦးမရှိတဲ့နေ့ကနေမသားတဲ့နေ့လိုပဲပေါ့ဗျာလူသူကဟာသားလုံနေခဲ့ပါလေဒါပေမဲ့ဒါကဟာသားမဟုတ်တော့ပါဘူးမက်ကတယောက်သူ့အိမ်မှာဆိုဖာပေါ်မှာ TV ရှိမှာဈေးရှိနေတဲ့မျက်လုံးတွေပိတ်ကြနေတဲ့အထိဖြစ်လာတယ် တောင်ကသူ့ကိုအစာလာကျွေးနဲ့ပေါက်ကွဲပါတော့တယ်။ရှင်စားမဖြစ်မဲ့မက်မဆန့်ရှင်ဘလို့မှနေကောင်းလာမှာမဟုတ်ဘူး။ရှင်ကျမကိုဆေးဖြတ်တော့မယ်လို့ဂရီတွေပေးထားပြီးတော့လို့ပြောလိုက်။မက်ကခရောင်ကဒန်းနဲ့ပြန်ပြောတာကကိုကိုဒီခိုက်တန်လူကြော်ဖြတ်ဖို့လိုနေလို့ပါ။တောင်ကရှင်ကျမစီကဘာလို့ခြင်းရလဲ။အရာအလုံးက OK ပါလို့ဟန်ဆောင်ပေးရမှာလား။ကျမရေချိုးကန်းနဲ့ဝင်လိုက်တိုင်းရှင်ရဲ့ပစ္စည်းတွေနေရာတကာမှာတွေ့နေရတယ်လို့ပြန်ပြောတယ်။မက်ကခုခံကာကွယ်ဖို့ကြိုးစားတယ်။ဒါနာကျင်မှုအတွက်ပါ။မင်းကကိုကလေးတောက်လို့လာမဆက်ဆံနဲ့လို့ပြန်ပြောတယ်။ တောင်ကမတ်ကဲအထီးမခံနိုင်ဆုံးနေရာကိုထိုးနှက်လိုက်ပါလေဒါဆိုလဲကလေးတောက်လို့မကြင်ကြန်နဲ့လीရှင်ပွဲပွဲရှုံးထားမှာလားအေး big d ဘာဖြစ်လဲကြော်ပြလိုက်စမ်းပါအဲ့လိုပြောလိုက်တဲ့စကားကမတ်ကိုလုံးဝစွန့်အားသွားစေခဲ့တိမ်မကြခင်မှာပဲမတ်ခိုးမန်းတယောက်သူ့အိမ်မှာကလေးနဲ့စော်ကစားနေတော့ဖုန်းတော့ကောဝင်လာခဲ့ပါလေဖုန်းဆက်သူကတော့ရှာကြီးနေငယ်ငိုကြွေးနေတဲ့တောင်းပါသူသူချမ်းမြေမှာလဲနေတယ်။ကျမတို့နှုံးလို့မရတော့ဘူး။ကျမတို့ကိုလုံလို့ရအောင်မရတော့သူဆေးလွန်သွားပြီထင်နေတဲ့။ကိုမန်တယောက်ချက်ချင်းလေနဲ့ဖီနစ်ဆေးအုံကိုအပြေးလွှားရောက်လာခဲ့ပါတယ်။ တောင်းကဆေးရုံဆောင်ဆိုင်ကမှငိုကြွေးနေပြီးတော့သူနိုးလာလိုက်ပြန်မိသွားလိုက်နဲ့သူအစီမပြေဘူးလို့ပြောပြကိုမန်ခန်းနဲ့ဝင်သွားတော့မက်ကဆေးရုံကလေးပေါ်မှာလဲလျောင်းနေပြီကိုမန်ကိုတွေ့တော့ဟန်ဆောင်ကြီးပြဖို့ကြိုးစားနေတော့မှပဲကိုမန်ကမင်းကြီးကတော့ဆိုးနေကွာဘာဒီဖြစ်သွားလဲလို့မေးလိုက်ပါလေမက်ကသူ့ရဲ့ဆေးလုံးသွားတဲ့ဖြစ်ပျက်ကိုနေမကောင်းလို့ရှော့ချဖို့ကြိုးစားရင်းနဲ့ငါချမ်းမြေမှာလဲနေတာတောင်းကလာနိုးတယ်နိုးလို့မရဘူးလေပြီးတော့လူနာတွေကရောက်လာသူတို့ကမေးခွန်းနေမေးတယ်ငါကြားနေရတယ်ဒါမဲ့ငါပြန်မဖြေနိုင်ဘူး တို့ကတမနာဘသူလဲတယ်ငါကရော်နယ်ရေဂင်လို့ဖြေးလိုက်တယ်မင်းယုံနိုင်လားလို့ပြောလိုက်ပါတယ်ကိုမန်သူစကားကိုဖြတ်ပြီးတော့မက်တော်တော့ကွာတောင်းမှန်ပါတယ်မင်းကငါချစ်လို့ဒီကိုရောက်လာတာဒါပေမဲ့မင်းကိုကိုမကင်ဘသူမှကဲလို့မရဘူးနော်လို့ပြောလိုက်ဒီချိန်မှာတော့မက်ကားတယောက် လုံးဝပျို့ချလို့သွားခဲ့ပါပြီကျွန်တော်တောင်းမှန်ပါတယ်ကျွန်တော်မသေးခြင်းဘူးလို့ပြောရင်းနဲ့သူငွေချင်းကိုဖတ်ပြီးတော့ကလေးလေးတယောက်လုံးငိုချပြလိုက်ပါတော့တယ်ငါမင်းကိုချစ်တယ်ကွာငါလည်းမင်းကိုချစ်ပါတယ်လို့အပြန်အလှန်ပြောနေကြပါတယ်အဲ့မှာမြင်ကွင်းကပြောင်းသွားပြီးတော့မက်ကားဆေးဖြတ်လိုက်ရလို့ ပွဲမထိုးနိုင်တော့တဲ့ price ရှင်ပေါ်မှာမက်ကိုမန်ကသူ့မိသားစုအတွက်တိုက်ပွဲဝင်ပြီးတော့အနိုင်ရသွားပါတယ်။ချိန်ထဲငယ်ကြာပြီးတဲ့နောက်မှာ safe scan ကနေတန်တန်ရှင်းရှင်းကျန်းကျန်းမာမာနဲ့ပြန်ထွက်လာတဲ့မက်ကားကိုဒေါင်းကလာပြီးတော့ကြိုးပါတယ်။သူတို့နှစ်ယောက်ပြောပွဲသားယုံတစ်ခုကိုသွားခဲ့ကြ။ဒေါင်းက gravitron ဆိုတဲ့အချိန်ပြင်းပြင်းနဲ့လဲပတ်တဲ့ခြားရကိုစီးဖို့တက်ကြွနေပြီမယ်။မက်ကတော့ကိုအဆိုင်ရနည်းနည်းနုတယ်လေ။အဲ့ဒါကြီးစီရင်အန်လိမ့်မယ်လို့ငင်းဆန်နေခဲ့။ဇလန်းကဒီလိုနဲ့မက်ကားတယောက်တည်းကလေးတွေစီးတဲ့မြေယုံလဲတဲ့ခြားရပေါ်မှာဖြည်းဖြည်းလေးလဲပိုင်နေပျော်ရွှင်စရာ ပုံရိပ်ကိုပြပါလိ။သူကဓောင်းကိုလမ်းအော်ပြောလိုက်။ကိုရမ်းမိုင်းနေလို့ခံစားရတယ်ကွာ။ဒါကိုရဲ့အချိန်အစ်စ်ပဲဘေဘီအေး။သူက The Smashing Machine ရဲ့အမြင့်ဆုံးချိန်ကိုစွန့်လွန်ပြီးတော့ဒီနေ့အေးချမ်းတဲ့ဘဝအစ်စ်ကိုရွေးချယ်လိုက်ပြီးလို့ထင်လိုက်ရတဲ့အခိုက်အတန့်ပဲဖြစ်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်အစ်စ်ကသူ့ဘဝတွေကိုပြဿနာအစ်စ်တွေယူဆောင်လာခဲ့။မက်ကားတယောက်ဆေးဖြတ်ပြီးတော့တန်ရှင်းသွားရင်ပဲသူကလူသစ်တယောက်လိုဖြစ်သွားခဲ့။ဒါပေမဲ့ပူကောင်းတဲ့လူတော့ဖြစ်မလာခဲ့ပါဘူး။သူတို့နှစ်ယောက်ကားပြိုင်ပွဲကိုသွားကြည့်ကြတယ် အရင်ကားဆိုဒီလိုကျန်းတန်းတဲ့မြေငွေတွေကမတ်ကိုစိတ်လို့ရှားစေခဲ့မယ်အခုသူကပျော်ရွှင်မှုကင်းမဲ့လို့နေပါတယ်အိမ်မြောင်တော့မတ်ကအရန်ကိုအသေးစိတ်လိုက်ပြီးတော့စိတ်တူတက်တဲ့သူဖြစ်လာတယ်တောင်းကခြံထဲကရှားသောမင်းကိုတစဉ်ခတ်တာကိုကြည့်ပြီးတော့ကိုမင်းအောက်ချီကနေညှက်ခိုင်းတာလေဒါမှဘောကတက်တွေကကြီးလာမှာပေါ့အခုတော့ပုံပြတ်သွားပြီလို့အပြစ်တင်မာတော့တယ်ရေဥကန်ထဲမှာရက်တွေတွေးတော့လေဒေါင်းရေကန်ထဲမှာရွက်တွေအများကြီးပဲလို့အော်ပြန်ပါတယ်အဲနောက်ဒေါင်းတယောက်သူ့တငယ်ချင်းနဲ့တွေ့ပြီးတော့ယင်ဖွင့်ပါတယ်သူစေးသုံးနေတော့ကသူကနူးညံ့နေချိုးတာတယ်ဟာငါ့ဘော်မိခိုးတယ် ်အခုသူဆေးဖြားလိုက်တော့သူကတယောက်တည်းပဲနေတယ်စိတ်လဲရန်တူတက်သွားတယ်ငါတို့ကယူဆရတော့လွမ်းမိနေလို့ပဲလို့ပြောလိုက်ဒါသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးပြတ်စည်းသွားခြင်းအဓိကအကြောင်းရင်းဖြစ်နေခဲ့ပါတယ်တကယ်မှသူတို့ကားမောင်းပြန်လာကြတယ်ဒေါင်းကခေါင်းကိုက်လို့ဆိုပြီးတော့ဆေးလေးလုံးတောက်လိုက်ဒေါင်းဆေးပြန်ထားကစားမက်ကမြင်သွားပြီးတော့စိတ်နှောက်ယှက်ဖြစ်သွားကိုဆေးပြန်စကန်ထွက်လာမကြသေးဘူးတော့အဲ့လိုပြောလိုက်တော့တော်ပါတော့ရှင်ကပြဿနာရှိတိုင်းကဘာဝလူတိုင်းရှင်လုံးပြဿနာရှိညာမဟုတ်ဘူးလို့ပြန်ပြောလိုက်မက်ကသူ့ရဲ့ စပွန်ဆာဆေးဖြတ်မှာကူညီပေးသူ Jeff ရှိကိုချက်ချင်းပဲဖုန်းခေါ်လိုက်တောင်းကတောင်းသစ္စာပေါက်တယ်ဆိုပြီးတော့ပေါက်ကွဲပါတော့တယ်ရှင်ကပြောစားလည်းမကောင်းတော့ဘူးရှင် Jeff နဲ့ပြောပြောပြီးหนีလိုက်တော့အဲ့လိုပြောပြီးတော့ဒေါင်းတယောက်ကားပေါ်ဆင်းပြီးတော့အမောင်ထဲမှာထွက်သွားခဲ့ပါတော့တယ်မက်တောက်လည်းအဲ့လိုနဲ့ဂျပန်ဝင်ပြန်လာခဲ့ Bright Green Bee 2000ပြိုင်ပွဲကြီးရဲ့တရင်သာရှင်းလင်းပွဲမှာသူလူသိရှင်သာတောင်းပန်စကားပြောခဲ့ကျွန်တော် Bright ဖွဲ့စည်းနဲ့ဂျပန်ပြည်သားတွေကိုတောင်းပန်ပါလေဗျာခမောင်းထင်ထားခဲ့တဲ့ဖိုင်တာမျိုးကျွန်တော်မဟုတ်ခဲ့ဘူးအဲ့တော့ကျွန်တော်အရန်ကိုရှက်မိ ဒါကိုပြန်ပေးဆပ်ဖို့ကျွန်တော်အပြင်းထန်စူးစမ်းပါမယ်လို့ပြောခဲ့။မက်ကနီးပြတဲ့ Bass Rutancy မှာလက်ဝဲပင်ညာကိုသွားပြီးတော့တင်းပါလေ။စီကံအစ်တွေရမက်ရဲ့အဓိကလက်နက်တွေကောင်းတိုက်တာလဲကြနေသူကဒူးနဲ့တိုက်တာတွေအားလုံးကိုပိတ်ပင်လိုက်လို့ပါပဲ။ Bass ကသူ့ကိုမင်းကနှပန်းသမားပဲ။မင်းအားသာချက်ကိုသုံး။သူတို့လဲချပြီးမှထိုးလို့တင်ပေးပါလေ။လေချင်းနေတဲ့ Bass Rutan တယောက်မတော်စားဖြစ်ပြီးတော့သူ့ရဲ့ကြွက်သားစုပ်ပြဲသွားပြီးတော့နာကျင်လို့မြေပေါ်မှာလူးလိန်အော်ဟစ်နေပါတော့တယ်။အဲဒီမှာဆေးဆွဲခဲ့ပြီးတော့မက်ကကအရန်ကိုတည်ငိမ်နေခဲ့။ ်သူကအိမ်ထဲကနေဆေးထိုးပိုက်တွေကိုထုတ်လိုက်တယ်ဘတ်ကဒါဆေးဟောင်းတွေငါမသုံးလို့ညင်းပေမဲ့နာကျင်မှုကမခံမရနိုင်ဖြစ်လာခဲ့မက်ကငါကယူမဆိုင်လို့ပြောလိုက်ပြီးတော့ဘတ်ကိုအဲ့ဒီကြိုက်ခဲပြောက်ဆေးကိုထိုးပေးလိုက်ဘတ်ရောက်ငြိမ်ကြသွားပြီးတော့မင်းမင်းဒီဆေးနဲ့ဘလို့တိုက်ခိုက်ခဲ့တာလေအဲ့လိုမေးတော့မက်ကအေးဆေးသွားပဲပြန်ဖြေတယ်ခမရတာကိုကျင်သားရသွားပါလိမ့်မယ်တဲ့ဒီချိန်မှာတော့မက်ကဆေးရဲ့ခြေထုံမဟုတ်တော့ပဲဆေးကိုထိန်းချုပ်အသုံးပြုနိုင်သူဖြစ်သွားခဲ့ပါပြီဒီလိုနဲ့ Pride Grand Prix 2000ပြိုင်ပွဲကြီးကစတင်ပါပြီ ပထမပွဲတွေမှာမတ်ကိုမန်ကသူ့ပြိုင်ဘက်ကိုနိုင်ပြီးတော့နောက်တစ်ဆင့်ကိုတတ်သွားခဲ့ပါလေ။ဤကောကလည်းနိုင်သွားခဲ့ပါပြီ။အခုမတ်ကားရဲ့အလှည့်ပါ။သူ့ပြိုင်ဘက်ကဂျပန်ဖိုင်တာအန်ဆွန်အီနိုကြီးပါ။ပွဲစားတဲ့မတ်ကားအစ်စ်ကိုတွေ့ရပါပြီ။သူနှပန်းလုံးဝမသုံးတော့ပါဘူး။ဘတ်ဆူတန်တင်ပေးလိုက်တဲ့အချိန်ခြေကံကြက်တွေလက်သီးတွေနဲ့အန်ဆွန်ကိုအဆန့်ပြထိုးနှတိုက်ခိုက်ပြစ်လိုက်။သူက special machine ဖြစ်နေပြန်လဲမွေးဖွားလာပြီးတော့ပြိုင်ဘက်ကိုအပြတ်သက်အနိုင်ပြစ်လိုက်ပါလေ။မတ်ကားသူ့ရဲ့နာဆိုးတွေကိုရောဂျိုးဝိုင်းတဲ့ပြိုင်ဘက်ကိုပါအနိုင်ပြီးတော့နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါပြီ။ ဘွဲပြီးကျိုးဝမ်းထဲမှာအောင်ပွဲခံတဲ့မက်ကားနဲ့မက်ခိုးမန်းတို့ဆုံကြသူတို့ညောင်ကန်ဂျမားဒီပြိုင်ပွဲဖိုင်နယ်မှာထိတ်တိုက်တွေးကိုဖြစ်လာနိုင်တာကိုနေအောင်လုံးကလည်းသိနေကြပါပြီငါမင်းတို့ဒေါ်လာ2သိန်းအတွက်တော့အပြုတ်ဖြုတ်ပြစ်မှာလို့ကိုမန်းကရည်ရင်နဲ့ပြောလိုက်တော့မက်ကစမ်းကြည့်လိုက်လေကွာငါလည်းအစင်သင်မဲလို့ယုံကြည်မှုပြည့်နေပြန်ပြောလိုက်ပါတယ်အဲညမှာပဲသူတို့အာအသိစရာကြီးတစ်ခုကရောက်လာခဲ့အဲ့ဒါကတော့ဒေါင်းပါပဲဒေါင်းကသူ့စီကိုလက်ဆောင်တစ်ခုယူလာခဲ့ပါတယ်အရာကအရင်တစ်ခေါက်ဂျပန်မှာ Mac ဝယ်ပေးခဲ့ပြီးတော့သူတို့ရန်ဖြေနဲ့ကွဲရသွားခဲ့တဲ့ရွှေရောင်ပကံလုံးလေးပါပဲ တောင်ဟာရီကွဲစားတွေကိုစူပါဂလူးနဲ့တစားစီပြန်ဆက်ထားခဲ့ဂျပန်မှာကင်ဆူဂီဆိုတဲ့အယူဆတစ်ခုရှိတယ်တခုကြိုးပဲ့သွားတဲ့အခါအဲ့ဒီအကွဲရတွေကိုရွှေနဲ့ပြန်ဆက်လိုက်သူ့ရဲ့တမိုင်းကြောင်းကြောင့်ရင်ကားထပ်ပို့ပြီးတော့အတိတ်ပဲရှိပို့ပြီးတော့လှပသွားတယ်လေဒါမှကားရဲ့ဘွားအတွက်ဘီဘီစုံနဲ့တင်စားမှုပါပဲမက်ကြောင့်မျက်ရည်တွေဝဲပြီးတော့ဒါကတယောက်ကကို့အတွက်လှုပ်ပေးမှုများတွေမှာအတိတ်ပဲအရှိဆုံးပဲလို့ပြောရင်တောင်းကိုပြန်လဲပွေဖက်လိုက်ပါလေသူတို့နှစ်ယောက်အကွဲသွားတဲ့ဆက်ဆံရေးလေးကလည်းပြန်လဲလို့ပြေလဲသွားခဲ့ပါပြီ ။ဒါပေမဲ့အင်းပြုံလင်းချက်ကတိတ်တော့မကြလိုက်ပါဘူး။မက်ကျောက်သူနီးပြားသေးဘတ်ရူတန်နဲ့လေးချိန်နဲ့အပြင်းထန်လှုပ်ပြီးတဲ့နောက်တယောက်တည်းကြံခဲ့ချိန်မှာသူဟာဆေးရုံကတချောင်းကိုပြင်ဆင်နေခဲ့။ဘတ်ကသူ့ကိုမင်းတာကိုလှောက်တာအကြံကောင်းလို့တကယ်ထင်နေရလားလို့သတိပေးခဲ့။မက်ကသူနီးပြားကိုလှဲမကြည့်ပဲ။ဟုတ်ကဲ့ကျွန်တော်ဘာလို့နေလဲကျွန်တော်သိပါတယ်လို့ဒီငိမ့်သွားပဲပြန်ဖြေလိုက်ပါလေ။သူဟာဆေးဆွဲနေတာမဟုတ်တော့ပါဘူး။ဒါပေမဲ့အနာရဖို့အတွက်နာကျင်မှုအဆုံးစုံထိတွန်းပို့နိုင်ဖို့သူဒီဆေးတွေကိုထိန်းချုပ်ပြီးပြန်သုံးဖို့ဆုံးဖြတ်လိုက်တာပါ။ magnet down ကိုကားထဲမှာရှိနေကြတယ် မက်ကပွဲထွက်အောင်စားဖို့ပြင်ဆင်နေတော့မှာဒေါင်းကမနေ့ကကိုမန်းဘတ်ဆိုရှင်းစီကိုဘာလို့ဖုန်းဆက်ကြရလဲလို့မေးလိုက်ဒေါင်းကမက်ရဲ့အတန်ဖန်းဆောက်ခိုးပြီးတော့နားထောင်ခဲ့တာပါသူငယ်ချင်းတွေနဲ့နီးပြားမက်ကိုဒေါင်းကိုဂျပန်ကိုလုံးဝခေါ်မလာဘူး तू ကအောင်နောက်စားဖြစ်လိမ့်မယ်လို့သတိပေးနေခဲ့တာကို तू မှကြားသွားခဲ့ပါလိမ့်ဒီကိစ္စသတို့နှစ်ယောက်ရဲ့ဆက်ဆိုင်မှာအဆိုးအဆုံးကြမ်းတမ်းဆုံးပောက်ကွဲမှုစီဦးတည်သွားပြန်ပါလိမ့်ကိုအောင်ဆက်ဖို့အချိန်နဲ့ပဲလိုတယ်အနောက်ဆက်မရှိနေရသေးပဲအဲ့လိုပြောလိုက်တော့ဒေါင်းကကျမအနောက်ဆက်ဟာလားကျမရှင်းတော့အရာလုံးလုံးပေးနေတာ ရှင်အတွင်းကံပေါင်းပြားစာရှော်ပေးနေတာလေလို့ပြန်ပြောတယ်။မက်ကတော့သူ့ရဲ့စိတ်ဓာတ်ရာအမှန်တရားကိုဖွင့်ချပြလိုက်တယ်။ကိုကတိမ်မလောက်ကြိုးစားပြီးတော့ဆေးဖြတ်နေရစီမှာ။မင်းကမနက်၄နာရီတငယ်ချင်းတွေအပြင်ထွက်အရက်တွေတောင်းနေကြတာ။မင်းကကိုအားပေးနေရလား။ဒါတော့မင်းမေးဂျပန်ကိုလိုက်ခွေမရှိတော့တာပဲ။ဒီစကားကတောင်းကိုလုံးဝယူသွတ်သွားစီပါလေ။ရှင်ကျမကိုမုန်းတယ်လို့မျက်လုံးနဲ့တဲတဲကြီးပြောလိုက်စမ်းမက်လို့ပြောပြလိုက်။မက်ကသူမကိုလစ်လို့ရှိပြီးတော်ပြီးတော်ပြီးအိတ်ထဲပစ္စည်းထည့်ပြီးတော့ထွက်သွားလို့အမိန်ပေးလိုက်ပါလေ။ တောင်းကအိတ်ထဲက save ကိုဖြန့်ပြီးတော့ save လင်းတစ်ပူလုံးကိုယူကဖစတဲ့တုံထဲကိုလှုပ်လိုက်မက်ကသူမအတင်းဝင်လုံးပြီးတော့လူရတားဆီးလိုက်ရငေါလိုငါနှင်းကိုမုန်းတယ်မက်ငါဘွားတကူလုံးနှင်းပေါ်မှာအလကားဖြစ်ခဲ့ရပြီလို့တောင်းကအိုဟေငိုကြွေးရင်မက်ကိုရိုက်နှက်ပါတော့တယ်အဲ့မြင်ငွေရဲတွေရောက်လာစီပြီးတော့တောင်းကိုဆေးအောင်အရေးပေါ်ဌာနစီခေါ်ဆောင်သွားတာနဲ့အဆုံးသတ်သွားခဲ့ပါတယ်မက်ကားတယောက်သူ့ဘွားရဲ့အရေးကြီးဆုံးတိုက်ပွဲမတိုင်ခင်မှာအရာအလုံးပြန်လဲပြိုကွဲလို့သွားခဲ့ပါပြီ Pride Grand Prix Final ပွဲကြီးကစတင်ပါပြီ မက်ခိုးမန်းကသူ့ရဲ့ဆီမီဖိုင်နယ်ပွဲစဉ်ကိုတတ်ထိုးပါတယ်။ကွန်မန်ဒီတာတွေကကိုမန်းကသူ့ရဲ့လက်ဝဲပညာကိုအများကြီးတိုးတက်အောင်လုပ်လာတယ်လို့ပြောနေကြ။ဝီလဂန်ရဲ့မှာမက်ကားက TV ကနေသူတငယ်ချင်းပွဲကိုကြည့်နေကိုမန်းလက်သီးကတော်တော်ပြင်းတာပဲလို့တိုးတိုးလေးမှတ်ချက်ချလိုက်။ကိုမန်းတယောက်အနိုင်ရပြီးတော့ဖိုင်နယ်ကိုတက်ရောက်သွားပါပြီ။အခုမက်ကားရဲ့လက်ကိုရောက်လာခဲ့ပါပြီ။သူ့ရဲ့ဆီမီဖိုင်နယ်ပြိုင်ဘက်ကဂျပန်ဖိုက်တာကာဆူကီဖူဂျီတာပါကွန်မန်ဒီတာတွေကမက်ကားရဲ့ပုံကိုပြသနာတွေကိုရည်ညွှန်းပြီးတော့မက်ကားကအရင်ကလိုရေချင်းနေကြံနေသေးရဲ့လား သူရဲ့မျော်လင့်ချက်တွေအားလုံးဒီညမှာပြိုလဲသွားမလားလို့မေးခွန်းထုတ်နေကြပါလေမက်ကားတယောက်ဂျိုးဝိုင်းနဲ့ဝင်လာခဲ့ပါလေဒိုင်လူကြီးကဖိုက်လို့စတင်မိန်ပေးလိုက် ခေါင်းလောင်းတန်လည်းထွက်ပေါ်လာပြီမက်ကားကသူ့ရဲ့နီးပြားသေးဘတ်စ်ရိုတန်တင်ပေးတဲ့အတိုင်းပဲလက်သီးချက်ခြေကန်ချက်တွေနဲ့ပွဲကိုစတင်ခဲ့တယ်ဒါပေမဲ့တခခုမှားရွေးနေခဲ့တယ်အဲ့ဒီဈေးတွေသူထိန်းချုပ်နိုင်တယ်လို့ထင်ခဲ့တဲ့ဈေးတွေကသူ့ခန္ဓာကိုယ်လွှမ်းမှုလို့သွားခဲ့ပြီမက်ကားဂျိုးဝိုင်းထဲမှာလေးလံထိုင်းပိုင်းနေခဲ့ပါပြီသူလဲကြသွားပြီးတဲ့နောက်ပြန်ထဖို့စူးစမ်းမယ် သူ့ရဲ့ခန္ဓာကိုယ်ကသူ့အမိန့်ကိုနာခံမှုမရှိတော့ဘတ်စရတန်ကအပြင်ကနေမက်ဂနီယာပြန်ယူစမ်းထားလို့အဆက်မပြတ်အော်ဟစ်နေပေမဲ့မက်ကတော့ကျမ်းမြေပေါ်မှာ၄ဘက်ထောက်နေထားနေဘာမှမလုပ်နိုင်ပဲဖူဂျီတာရဲ့ဒူးတိုက်ချက်တွေကိုမလုံမရှက်ခံနေရပါတော့တယ်ခေါင်းလောင်းတန်လဲထိုးသွားပါလေမက်ကရှုံးနေလို့သွားခဲ့ပါပြီကွန်မန်ဒေတာရီတောင်အန်အားသိမ့်ခဲ့ရပါလေမက်ကဘာဖြစ်သွားလဲကျွန်တော်တို့မသိလိုက်ဘူးသူလုံးဝမလုံရှားနိုင်တော့ဘူးလို့ပြောနေကြဒါမဲ့သူနှလုံးသားတော့အတိမတ်ပြူရမယ်သူအဆုံးပေးမလုံခဲ့ဘူး ပရိသတ်တွေရှိမှသူဒူးတော့အဆုံးပေးတာထက် အနိုင်တိုက်ခံလိုက်တာကိုပိုရွေးချယ်ခဲ့တယ်။ဒါချန်ပီယံတယောက်ရဲ့စိတ်ဓာတ်ပါပဲလို့လည်းဆက်ပြောနေကြ။အဝေလကန်တဲကစိတ်ကူးတာကန်းမှာမက်ကားတယောက်မျက်နှာမှာသွေးတွေနဲ့လဲလျောင်းလို့နေပါလေ။သူနီးပြဘတ်စ်ကသူ့ကိုနှစ်သိမ့်မှုစူးစမ်းနေ။ဆရာဝန်ဒေါက်တာကော့ဒတ်ဇလန်းစာပိုင်းကသူ့ကိုကူပေးခဲ့တဲ့ဆရာဝန်ကသူ့ကိုဆစ်ဆေးပေး။မင်းဘာဖြစ်သွားလဲတိလားမက်လို့မေးတော့မက်ကအတန်တိုးတိုးလေးနဲ့ပြန်ဖြေတယ်။ကျွန်တော်ဆုံးသွားပြီတဲ့။သူဘတ်စ်ကိုတိုးတိုးလေးထပ်ပြောတယ် ကျွန်တော်ခန္ဓာကိုယ်လှုပ်လို့မရခဲ့ဘူးတကယ်ကိုသေနေတယ်လို့ပဲလို့ပြောလိုက်တဲ့အခါသူနီဗာဘတ်ကစိတ်မပူပါနဲ့ငါမင်းကိုချစ်နေတုံးပဲဒါပေမဲ့ငါ commentary ကိုပြန်သွားတော့မယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါလေအဲ့ချိန်မှာသူတငယ်ချင်းမကိုမန်ခန်းနဲ့ဝင်လာခဲ့တယ်။ဟဲ့အောင်အရှင်ပြေးလားလို့မေးလိုက်တော့ပြေးပါလေ။နည်းနည်းထိခိုက်သွားတာကလွဲရင်ပေါ့လို့သူပြန်ဖြေးတယ်။ကိုမန်သူ့ကိုတရင်တစ်ခုပြောပြတယ်။မင်းဖူဂျီတာနဲ့ဘွဲချောင်းကြားပြီလားတဲ့။သူထွက်သွားပြီ။သူဒဏ်ရရသွားတယ်။မကဖူဂျီတာကိုအနိုင်မတိုက်နိုင်ခဲ့မယ်။သူနဲ့ထိုးသတ်ခဲ့တဲ့ဒဏ်ရာကြောင့် ဖူဂျီတာတယောက်ဆက်ပြီးတော့မတိုက်ခိုက်နိုင်တော့လောက်အောင်ဖြစ်သွားခဲ့ရတာပါမက်ကာတယောက်သူ့ငွေချင်းကိုကြိတ်ပြီးတော့ပြုံးလိုက်သူသဘောပေါက်သွားပြီမက်ကိုမန်ကဆီမီဖိုင်နယ်မှာနိုင်ရာထားတယ်ဖူဂျီတာထွက်သွားပြီဒါဆိုကိုမန်ကဖိုင်နယ်ကိုလွယ်တကူတက်သွားခဲ့ပါပြီကိုဒါမင်းတို့ဖြစ်လာပြီပဲမစ်လုံးလိုက်တော့တကယ်လုံးတိုင်းငါမင်းကိုချစ်တဲ့ငွေချင်းဟာငါယူပြမယ်ကွာလို့ငွေချင်းဖြစ်သူကပြန်ပြောလိုက်ပါတယ် Bright Green Prix 2000ရဲ့ဖိုင်နယ်ပွဲစဉ်မှာတော့မက်ကိုမန်နဲ့မက်ကိုင်းရန်သူခေါင်းအီဂိုတို့ ပိုင်ပွဲကစတင်ပါပြီဒီပွဲစဉ်ကတကယ်တော့မက်ကားထိုးသတ်မဲ့ပွဲပါဒါမဲ့ဇလန်းကမြင်ကွင်းတစ်ခုကိုတပြိုင်တည်းမှာပြသနေတာဖြစ်ပါတယ်ပထမမြင်ကွင်းကတော့ဂျိုးဝိုင်းထဲမှာမက်ကိုမန်းကအီဂိုအပြင်းထန်တိုက်ခိုက်နေတာပါဒုတိယမြင်ကွင်းကတော့မှောင်ကျနေစေကူးတာကန်းထဲမှာမက်ကားတယောက်သူ့မျက်နှာပေါ်ကအကွဲဒဏ်ရာတွေကိုဆီအောင်ကထုံစေးမပါပဲအရှင်လက်လက်ချုပ်နေတာကိုအန်ကျိတ်ခံနေရဆီအောင်ကအဲ့မှာအက်ကိုထိုးချလိုက်တယ်နနေနာမယ်နော်ပြီးရင်ပူလောင်သွားမယ်လို့ပြောတယ်မက်ကားတယောက်နာကျင်မှုကြောင့်မျက်နှာကြီးရှုပ်မဲ့သွားပါတယ် တချိန်တည်းမှာပဲဂျိုးဝိုင်းထဲမှာမက်ကိုမန်ကအီဂေါကိုအနိုင်ယူလိုက်နိုင်ပါပြီ။အီဂေါလည်းမြောက်ဆုံးပေးလိုက်ပါပြီ။မက်ကိုမန် Pride 2000 Grand Prix Champion ဖြစ်သွားခဲ့ပါပြီလို့ကြေညာနေပါပြီ။ကိုမန်တယောက်ဒေါ်လာ2သိန်းနဲ့စုချင်းငွေကြီးကိုကင်ပြီးတော့ပရိသတ်တွေကြားတဲ့ပြီးဝင် အောင်ပွဲခံနေချိန်မှာဆောင်ကမက်ခါရဲ့မျက်နှာပေါ်ကနောက်ဆုံးချုပ်ဦးကိုချုပ်ပြီးတော့ပြောလိုက်။ကဲအားလုံးပြီးသွားပြီတဲ့။မက်ကားတယောက်တည်းအမောင်ထဲမှာသူတကယ်ချင်းအောင်ပွဲခံနေတာကိုနားထောင်ရင်းမျက်နှာမှာချုပ်ရိုးအပြည့်နဲ့ ငြိမ်သက်စွာကြံရည်နေခဲ့တယ်။သူဟာသူ့ရဲ့အိမ်မက်ကိုသူ့တငယ်ချင်းလက်ထဲကိုကိုယ်တိုင်ထည့်ပေးလိုက်ရတာပါ။အချိန်တွေများသည့်ကြာပြီးတဲ့နောက်မှာတော့ဇက်လန်းကအဆုံးသတ်သွားပါလိမ့်။မက်ကားတယောက်စလို့ဆိုင်လေးတစ်ခုမှာကာရှာဝန်ထမ်းဖြစ်တဲ့အလုပ်လုပ်နေပါလိမ့်။သူကဖောက်တယ်လို့ယင်ကြီးကြီးဒီနေ့နေကောင်းလားဗျာဆိုပြီးတော့နှုတ်ဆက်နေတယ်။သူသတင်းစာတစ်စောင်ကိုလှမ်းပြီးတော့ကြည့်လိုက်။ကိုမိုင်းအောင်ပွဲသတင်းဖြစ်နိုင်ပါလိမ့်။သူဘာမှမပြောဘဲနဲ့သူ့ကိုယ်သူသဘောကျတယ်လို့ဒါမှမဟုတ်မယုံနိုင်တယ်လို့ပြုံးလိုက်။သူ့အလုပ်ချိန်ပြီးသွားတော့ သွားပြီဗျာလို့နှုတ်ဆက် ပြီးတော့သူ့ရဲ့ကားဟောင်းလေးထဲဝင်ထိုင်ပြီးတော့ကားမောင်းလို့ထွက်သွားခဲ့ပါလေ။ The smashing machine ဆိုတဲ့ကဘာအကြံတန်းဆုံးတိုက်ခိုက်ရသမားမစုံနိုင်ဘူးသောဖယားဟာအခုတော့တာမန်လူတယောက်လိုအေဂျင့်ရဲ့ဘဝအသစ်ထဲမှာပျော်ဝင်လို့သွားခဲ့ပါတော့လေ။ဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပဲ နောက်နေ့မှာရုပ်ရှင်ကားကောင်းတွေနဲ့ပြန်တွေ့ဖို့အတွက် Channel Subscribe လုပ်ပြီးနောက်ကောင်းအောင်နှိပ်ထားပေးပါဦးဒီနေ့မှာအချိန်မေးကြီးကြအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ